ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကလည်းပွဲကြိုသုံးရက်အစည်းအဝေးဖြစ်ပါတယ်ဘယ်ပွဲစဉ်လဲဆိုတော့ National League Semi Final ပွဲစဉ်ဖြစ်ပါတယ်တကယ်ကိုပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ Germany အသင်းနဲ့ Portugal အသင်းတို့ရဲ့ပွဲစဉ်ပါဒီပွဲစဉ်ကိုလည်းထုံးစံတိုင်းကျွန်တော်ရဲ့ကိုရဲတို့ကျွန်တော်ညီကိုမြောက်ကခံမှန်းသုံးသပ်တင်ဆက်ပေးသွားအောင်ပါဖြစ်ပါတယ်ဗျာကိုရဲတို့ရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ Germany နဲ့ Portugal ပွဲရနော်ဒါကြာသာပရိမနက်တနာရီခွဲပါကစားမှာပါ Germany အိမ်ကွင်းပါပြောမယ်ဆိုလို့ရှင်တော့အင်ရှင်ဖြစ်နေတဲ့အချိန်မှာတော့ Germany ဘက်မှာတော့ပိုအားသာချက်တွေရှိတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ ပေါ့နော်ဒါအင်ရှင်ဂျာမနီဘက်ကလည်းစပေးပါအောင်ဂျာမနီကဒီနာဂျယ်မန်လက်ထက်မှာမှပြန်ပြီးတော့ကောင်းသွားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျဟုတ်ကဲ့ပြီးခဲ့တဲ့ယူရိုတော့ကလည်းဒီချန်ပီယံစပိန်အသင်းကိုလိုက်ကစားနိုင်တဲ့အသင်းကလည်းဂျာမနီပဲရှိရပါဘောနော်အဲ့ဒီအသင်းကနိုင်ဝါရဲ့အသင်းကယူရိုချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေအထိကိုဖြစ်ခဲ့ရတယ်ဗောနော် ြောရမယ်ဆိုရင်နောက်၁၄ကဘာဖလားပြီးကြဲကဒီဂျာမနီတင်းကဒီမေဂျာဆူဖလားတွေနဲ့ဝင်ရတာကြာပြီပေါ့နော်။ဂျာထဲမှာမျိုးဆက်ပြတ်သွားတာတွေလည်းရှိတယ်လေ။အခုလူစင်းကလည်းဒီလူငယ်တွေတက်လာတယ်ဆိုပေမဲ့အတင်းကြီးနေနဲ့တခြားကြည့်မယ်ဆိုရင်တော့လိုအပ်ချက်တွေရောရှိသေးတယ်ဗျ။ဒီမိုစီယယ်လာတော့ဖလားတို့ကတော့ကောင်းတယ်။ကွယ်လယ်မှာဆိုလည်းဒီ ကောရက်စကာတို့ကကြနေပြီးတော့ပြောလို့ရရပါတော့ဒါပေမဲ့ဒီစတုကတ်ကအန်ဂျယ်လိုစတီလာတို့ပတ်စကယ်ဂရော့တို့ကတော့မစိုးဘူးဒါပေမဲ့အိနှစ်ယောက်လုံးကကြတော့တယောက်တယောက်သုံးရင်တော့တယောက်ကိုအဲ့လိုမျိုးပေါ့နော်ခြံသားပဲပုံစံမျိုးလေးတွေဖြစ်တယ်ပေါ့နော်ဒီတောက်မှန်မှာဆိုလဲဒီစာနေတို့ကနာရီတို့ကလည်းသူတို့အကောင်းဆုံးချိန်မဟုတ်တော့ဘူးပေါ့နော်ဒါမျိုးလေးတွေရှိတယ်အဒီယာမီဆိုတာလည်းအခုမှတက်ခါသာပဲရှိနေတာပေါ့နော်ဒီတက်ဆစ်မှာဆိုလဲအဓိကတော့တက်ဆစ်ပေါ့နော်ဟုတ်ကဲ့ကန်အားဘက်ကဒီဂျာမနီအသင်းတို့အလိုက်ဖက်ဆုံးလို့ဖြစ်နေတာကလည်းတိတ်တော့မဟုတ်သေးဘူးပေါ့နော်သူ့ကိုမကောင်းပြောတာတော့မဟုတ်ဘူးဗျာလက်ရှိသူ့ တက်ရှိမှာတော့သူကတန်ရရနေတာကြာတခြားသက်ဆိုင်မှုကတော့တုံးရမှာပေါ့ဘလိုပဲဖြစ်ပေါ့နော်ဒီဂျာမနီအသင်းအနေနဲ့ဒီမာရီယိုဂိုမန့်စ်တို့ပိုဒေါစကီတို့လိုမျိုးတက်ဆိုင်မှုတွေတော့လိုတယ်ဟုတ်ကဲ့ဂျာမနီမှာဝေါကလက်စထရိုက်ကာမရှိတာတော်တော်လေးကိုကြာပြီပေါ့တန်ဖိုးတွေတော့ရှိတယ် အတင်းလိုက်ကြည့်တယ်အချင်းလိုက်ကြည့်ကြည့်မယ်ဆိုရင်တော့အရန်အောင် strong ပါဆိုတဲ့ပုံစံမျိုးတော့မဟုတ်သေးဘူးโอเคလိုရည်ရလို့တော့ကျွန်တော်ကမြင်တယ်โอเคဒါပေမဲ့ supply မရတာကြာနေတဲ့အချိန်မှာတော့ဒီ nationally supply ကတော့လှေကလေးတစ်ခုတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒီလိုခြေလိမ်မျိုးတွေတော့ရှိတယ်โอเค portugal နဲ့ဒီ semi final မှာလာတွေ့တာလည်း germany team final ရောက်ဖို့ပို့ပြီးတော့အားကောင်းသွားစေရဆိုတဲ့အချက်လေးတော့ရှိတယ်ပေါ့နော်โอเค portugal ရဲ့ကစားပုံကကြတော့လေဒီကစားသမားတွေကကောင်းလားဆိုကစားသမားတွေကကောင်းကြပြီမြင်အတင်းလိုက်ကစားပုံသွားတဲ့ခါကျတော့အရန်အောင်ပြင်းစရာကောင်းပြီးတော့ပေါ့နော်ဥတီကျတိတ်မရှိဘူးဆိုတဲ့ပုံစံမျိုးလေးကမြင်ရတယ်ပေါ့နော် ောက်တစ်ခုကကျတော့ဂျာမနီတင်းကပေါ်တူဂီကိုတွေ့တိုင်းပေါ့နိုင်တာပို့ပြီးတော့များတယ်ပေါ့နော်ဒီ UNO 20တော့ကလည်းနိုင်တယ်ကာဗလာနောက်14တော့လည်းနိုင်တာပဲနောက်6တော့လည်းနိုင်တာပဲ UNO 20တော့ကလည်းနိုင်တယ်ပေါ့နော်အဲ့လိုနိုင်တာများတယ်ဆိုတော့အခြေအနေမျိုးတွေတော့ရှိတယ်လက်ရှိအခြေအနေရတဲ့ဒီဂျာမနီကအရင်ကတော့ဒီခန်းဆက်ပိုင်းကကြည့်မယ်ဆိုတော့တိတ်တော့ကြစ်လိုက်တာတော့မဟုတ်ပေမဲ့ ပေါ်တူဂီရဲ့တိုက်စစ်ပန်းကလည်းအရန်ကြီးလောက်လာတော့မဟုတ်နေပြန်ဘူးเนาะဒီလိုအချိန်ချင်းမှာတော့ဂျာမနီတင်းနေနဲ့ Nationally ဘောလူပွဲကိုတတ်သွားနိုင်တယ်ဆိုတော့လက်တကန်းပေါ့เนาะဒီလိုအချိန်ချင်းမျိုးဖြစ်သွားနိုင်မှာဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့เนาะဒါဂျာမနီကိုပြောမယ်ဆိုလို့ကျွန်တော်ကိုရင်းထုံးပြောသွားသလိုပဲဒါနိုင်ငံတကာအောင်မြင်မှုပေါ့เนาะအဓိကအောင်မြင်မှုနဲ့ဝေးကွာနေတာကြာပြီဒါဒီဘွဲကအင်ကွင်းပေါ့အဲ့တော့ဂျာမနီအားသာချက်ရှိတယ်ဒါစောစောကလည်းကျွန်တော်ပြောသွားပါတယ်လက်ရှိခြေစွမ်းတဲ့ဒါစုဖွဲ့မှုကလည်းကျွန်တော်တို့ပေါ့เนาะကြည့်နိုင်မယ်ဆိုလို့ရှိရင်တော့ကောင်းနေရလို့ပြောလို့ရတယ်ဒါဂျာမနီတင်းကဒီပေါ့ယူရိုမှာသူတို့စပိန်ကိုရှုံးသွားပြီးကြတဲ့ကအခုတည်းထိရှုံးပွဲမ မရှိသေးဘူးပြောမဆိုလို့ရှိရင်နောက်ဆုံး၈ပွဲဆက်ပေါ့နော်ဒါရှုံးပွဲမရှိကစားထားတဲ့အခြေအနေတွေ့ရတယ်လက်ရှိဂျာမနီကကျွန်တော်တို့ယူရိုတုန်းကဂျာမနီနဲ့မတူညီတော့ဘူးဗျအကွဲပြားခြားနားဝါလေးတော်လေးတွေ့ရတယ်အရင်တော့ကယူရိုကဂျာမနီကကျွန်တော်တို့အကွန့်အညွန့်လေးနဲ့ကစားရလေးကျွန်တော်မြင်ရပဲလက်ရှိဂျာမနီကကျတော့ချက်ခိုင်မှုပို့ပြီးတော့အားထုတ်ရပုံစံကိုကျွန်တော်တို့တွေ့ရတယ်ပြောမဆိုလို့ရှိရင်အားနဲ့ဝင်တိုးတယ်ဗျပြီးတော့ခေါင်းတိုက်ဂိုးတွေပေါ့ပြောမဆိုလို့ရှိရင်ဟိုဂျာမနီရဲ့ခေါင်းတိုက်ဂိုးဆိုတာကျွန်တော်တို့ပြောစမှတ်တွင်ခဲ့တဲ့အချိန်တခုရှိခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒါကိုပြန်ပြီးတော့မြင်တွေ့လာရတဲ့အခြေအနေမျိုးလေးတွေကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့တော့ ြောမယ်ဆိုလို့ကျွန်တော်ကကိုင်ဟာဘက်မပါတဲ့ပွဲတွေမှာလည်းဒီလိုမျိုးမြင်လာရတာကလည်းတိတ်ပြီးတော့မဆန်းဘူးလို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီနေရာမှာပေါ့နော်အခုနောက်ပိုင်းဒီဂျာမနီပွဲတွေကိုကြည့်တဲ့အခါမှာဂျာမနီမှာလှုပ်လာတဲ့အကွက်တစ်ခုရှိတယ်ဗျဒါကဘာလဲဆိုတော့ညာချမ်းကနေပြီးတော့ဘောလုံးကိုဖြတ်တင်ပြီးတော့ကျွန်တော်ပေါ့နော်ပြေးပြီးတော့ခေါင်းဝင်တိုက်ကြတဲ့အကွက်ပေါ့နော်ဒီပုံစံလေးတော်တော်လေးကိုသူတို့လုပ်နေတယ်အလုတ်လည်းဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီနေရာမှာပေါ့နော်သူတို့ရဲ့ဖြတ်တင်ဘောတွေကဘယ်သူရှိရလာလဲဆိုလို့ရှိရင်ကင်မစ်ရှိရနေပြီးတော့အဓိကလာတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့သွားတွေ့ရတယ်ခိုးရည်လည်းရတယ်နောက်တစ်ခုကကျတော့ဂျာမနီအသင်းပေါ့ကျွန်တော်တို့လူတွေ ပဲဘလောက်ဆုံဆုံပေါ့တကယ်ကိုအရန်ကောင်းပါတယ်ဆိုတဲ့ class တွေပဲပါတဲ့အချိန်ဖြစ်ဖြစ်ပြောမယ်ဆိုလို့ရှင်တော့အနည်းလေးအဆင့်နည်းနည်းရောတဲ့ကစားသမားတွေရဲ့ဂျာမနီပဲဖြစ်ဖြစ်ပေါ့ဒီအသင်းကိုဥဆောင်ထားတဲ့ကစားသမားကတော့ Kimmich ပဲဗျပြောမယ်ဆိုလို့ရှင်တော့လက်ရှိဂျာမနီအသင်းရဲ့အကောင်းဆုံးကစားသမားဆိုလို့ရှင်တော့ကျွန်တော်က Kimmich လို့ပဲပြောချင်တယ်ဒီနေရာမှာဂျာမနီအသင်းပေါ့2014နောက်ပိုင်းဘာဖြစ်လို့အောင်မြင်မှုမရတော့လဲဆိုတဲ့အဓိကအကြောင်းရင်းကတော့ close နောက်ပိုင်းမှာသူတို့မှာအကူရလောက်တဲ့အထောင်တက်ဆက်လုံးဝမရှိတော့ဘူးဒီပိုင်းကြောင့်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်တော့ဒီပေါ်တော့ဂျာမနီရဲ့နောက်တန်းပေါ့ဂျာမနီရဲ့နောက်တန်းမှာလည်းတကယ်နာမည်ကြီး ြီးရဲ့ကစားသမားတွေရောများတယ်ဆိုရင်ပဲနောက်ပိုင်းပွဲတွေမှာဂိုးပေးလွယ်နေတာကိုတော်တော်လေးတွေ့ရတယ်နောက်တစ်ခုကကျတော့နေရာလွတ်တွေတော်တော်ပေးတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့ပြိုင်ဘက်ကဒီနေရာလွတ်ကြီးကိုတခုခုကွင်းလျံနေဖန်နေပြလိုက်အဲ့ဒီပြိုင်ဘက်ရဲ့အခြေအနေကနေဖောက်ထွက်မယ်ဒီလိုအခြေအနေမျိုးပေါ့ပြောမှဆိုလို့ကျတော့ Fernandez အကြိုက်အခြေအနေမျိုးတွေတော်တော်လေးများတာကိုတွေ့ရတယ်အဲ့တော့ Portugal မှာ Fernandez ပါတယ်အဲ့တော့ပြောမှဆိုလို့ကျတော့ Germany နေနဲ့ဒီရာလေးတွေကိုတော့သတိထားပြီးကစားရမယ်လို့တော့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ကျွန်တော်တို့ပေါ့နော်ဒါ Portugal ပဲလေးသွားချင်ပါတယ်ပြပြပေးပါဦး Portugal ရဲ့လက်ရှိလူစင်းကတော့တော်တော်လေးကိုတော့အဆင်ပြေသွားပြီလို့ ဆိုတော့ပြောလို့ရရပါတော့။ဒါကတော့မားတွေကလည်းတို့ဘယ်လိုအခြေအနေဘယ်လိုအခြေအနေမျိုးရှိလဲဆိုတော့တက်တည်ပြပြီးသွားပြီဆိုတဲ့အနေအထားမျိုးပေါ့နော်။ဟုတ်ကဲ့။ကျွန်တော်ကတော့ဒီပေါ်တူဂီရဲ့ကွန်းလယ်ကိုကျွန်တော်ပို့ပြီးစိတ်ဝင်စားတယ်။ဒီဗီဒီယာရဲ့ဂျာဝနီဘက်ဆယ်ဘရူနိုဖာလာတဲ့ဖာလာတဲ့ကွန်းလယ်ရဲ့ဒီပုံစံပေါ့နော်ဘယ်လိုကစားလာမလဲဆိုတော့ကျွန်တော်ကတော့စောင့်ကြည့်နေတယ်ပေါ့နော်။အရင်ကလည်းဒီကွန်းလယ်ကတွဲကစားလို့တွဲတော့တွဲကစားဦးတယ်။ဒါပေမဲ့မတူတော့တာကကျတော့ဗီဒီယာတို့ဂျာဝနီဘက်တို့ပို့ပြီးတော့ကောင်းလာတယ်ပေါ့။တို့အခြေအနေမျိုးလေးတွေတော့ရှိတယ်။ ပေါ်တူဂီကွင်းလယ်မှာဒီဘောလုံးတည့်သွားပြီမဲ့လို့ဘောလုံးဆွဲပြီမဲ့လို့တော့လို့တယ်ဗောနော်အဲ့နေရာကလွတ်နေရဆိုတဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ်အလူပဲပေးတဲ့တဲ့ကစားသမားတွေကများနေရဗောနော်ဒါမျိုးတွေကအတင်းရဲ့တိုက်စစ်ကိုနည်းနည်းများတော့ဟန်လာဖြစ်စီတယ်ဗောနော်အဓိကတော့ဒီလူပဲပေးနေတဲ့အခါမှာဒီတစ်ဖက်တစ်ဖက်အတင်းရဲ့လုံးဝအထိုင်ချလိုက်မယ်ဆိုရင်ခက်စက်ထိုင်ချလိုက်မယ်ဆိုရင်လူပေးတာတွေကဘေးတိုက်ပေးနေရတယ်ပဲအချိန်ကုန်တာဗောဒါမျိုးတွေတော့ရှိရဒါတွေကိုတော့ဗီတင်ဟာကဖြစ်ရှင်းပြနိုင်တဲ့အခြေအနေမျိုးမှာတော့ရှိရတယ်။သူကလိုက်ကစားချိန်ပေးမယ်ပေါ့နော်။ရူဒိုဖာနာကနောက်မှနေပြီးကစားလာမှာပေါ့။ဒီလိုပုံစံလေးတော့ရှိပါတယ်။ ော်တော့နောက်တစ်ခုကကျတော့ပေါ်တူဂီမာကဒီတောင်ပံနှစ်ဖက်နဲ့အထောင်ထက်စနေရတွေကအဲ့ဒါကျတော့မကောင်းဘူးပေါ့နော်တောင်ပံနှစ်ဖက်မှာဆိုလည်းဒီဘနာဒိုဆေးဗာကသူ့ရဲ့ prime time ကိုကြော်နေပြီဒီ rafael lee ကိုဒီဘက်ချမ်းမှာကြည့် rafael lee ကလည်းအရေးအကြောင်းဆိုအားကိုလို့မရဘူးပေါ့နော်ဒီလိုလိုအပ်တယ်လေးရဲ့လို့ကျွန်တော်တော့မြင်တာပေါ့နော်အထောင်ထက်စနေရမှာလည်းဒီ ronaldo ကလွှဲရင်တခြားကစားသမားမရှိတာလည်းတိတ် တော့အားအကြမကောင်းဘူး diego juda တုံးလို့ရတယ်ဆိုပေမဲ့ diego juda ဒီဒီဘက်ဘူးမှာတော့မှသူ့ရဲ့ form တစ်ခုကိုအစဉ်ပြေဖို့လည်းပြန်မနေရှာဖွေနေတဲ့အခြေအနေမျိုးမှာရှိနေရပေါ့နော်နောက်တဲကတော့ဒီ မစိုးပါဘူးထိန်းကန်လို့တော့ရရတယ်ဆိုတဲ့ချင်းလေးမျိုးမှာတော့ရှိရဲနောက်တစ်ခုကကြတော့ပေါ်တူဂီရဲ့ကစားပုံကကြတော့အသင်းကြီးရင်းနဲ့ကစားရပြီဆိုရင်အားရစရာမကောင်းတော့ဘူး သူရဲ့ကစားပုံကလေးလေးကကန်ကြီးဖြစ်သွားပြီးတော့ဘာလို့ရှင်လို့ရှင်နေမှမသိရပုံစံမျိုးကျွန်တော်တို့မြင်နေရတာပေါ့နော်အရင်ကလည်းမြင်ရတယ်အခုလူတွေကောင်းနေအများကြီးရှိလာချင်ပါလေမြင်နေရဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဒီဒိမတ်ကိုတော့မှဒီသူရကျောက်မှဒီ transfer ပေါ့နော်ဒီဇိုင်းမလေးကောင်းသွားလို့တာမှဒီဆက်တက်တော့တက်လာတယ်ဆိုတာကျွန်တော်ပြောလို့ရတယ်ပေါ့ဒီဘွဲမှာလည်းဒီဂျာမနီကိုတိတ်ပြီးမလွယ်ဘူးလို့တော့ကျွန်တော်မြင်ပါပြီဟုတ်ကဲ့ပါပေါ်တူဂီရဲ့မျိုးဆက်ကတော့အကောင်းဆုံးမျိုးဆက်ပဲလက်ရှိပေါ့နော်ဒါပွဲထွက်ဆက်တယောက်လည်း ကောင်းတယ်ဗျာပြီးတော့အရန်ခုံကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းအရန်ကစားသမားတွေကလည်းပြောမယ်ဆိုလို့ရှိရင်ဒီအသင်းရဲ့ပထမဆင်းထဲမှာပါဝင်ဖို့အဆင်သင့်ရှိနေတယ်လို့ကျွန်တော်ကတော့မြင်တယ်ဘယ်လိုလဲဆိုတော့ပိုရဂီရဲ့အဓိကအားသာချက်ပေါ့ပိုရဂီရဲ့အားသာချက်ကပွဲဖြေကိုပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေတော်တော်များတယ်ဒီချက်ကအားသာချက်ပဲအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ကပိုရဂီကပေါ့နော်ဒီပွဲမပီးမချင်းပေါ့ပွဲမပီးမချင်းပိုရဂီမှာဂိုးတွေမျှော်လို့ရတယ်ဒါဒီပိုင်းမှာကျွန်တော်တို့ဂျာမနီနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ပိုရဂီကအများကြီးတာတယ်ဗျာတိုက်ချစ်ချင်းပေါ့နော်လက်ရှိအခြေအနေတွေရှင်လိုက်မယ်ဆိုလို့ရှိရင်ပိုရဂီကပိုလုံနိုင်ဆိုရှိရလို့ကျွန်တော်ကတော့မြင်တယ်ပိုရဂီ ီးယားကောင်းပေမဲ့ပိုရဂီမာကလည်းအမရစရာအချက်လက်တွေရှိတယ်ဒါကဘာလဲဆိုတော့ရလက်ပိုင်းကလုံးဝမတည်ငြိမ်ဘူးဘယ်လိုလဲဆိုတော့ဒီပွဲကတော့ပိုရဂီနိုင်မှာပါကွာဆိုရင်တွေ့လိုက်တဲ့ပွဲရွေးချယ်ပိုရဂီမနိုင်တတ်ဘူးဒီလိုအခြေအနေမျိုးရှိတယ်နောက်တစ်ခုကကျတော့ပြိုင်ဘက်ကမာကျောရင်မာကျောတော့ပိုရဂီကလည်းခက်ခဲတက်တယ်ဆိုရင်အခြေအနေမျိုးတွေရှိတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့အခုလိုမျိုးဒါစူဖလားနဲ့တော်တော်လေးနဲ့နီးကပ်လာပြီဒါဒီချန်ပီယံစုကိုထပ်ပြီးတော့ရယူဖို့အတွက်ပေါ့နော်နီးစပ်လာတဲ့အချိန်မှာတော့ဒါဒီလိုမျိုးအမားမျိုးတွေကတော့မလုပ်ဖို့လိုအပ်နေမယ်နောက်တစ်ခုကကျတော့စီရိုနယ်ဒိုပေါ့နော်ဒါစီရိုနယ်ဒိုကအခုဆိုလို့ရှိရင်အပြောင်းအရွှေ့သတင်းတွေထွက်နေတယ်သူကဒါ FIFA ကလပ်က ဘာဖလာကစားဝင်ရတဲ့အသင်းသင်းကိုသွားစင်တယ်အဲ့လိုနေသားမျိုးမှာသူ့အနေနဲ့အပြည့်အဝဒီပွဲကိုအာယုံစိုက်ပါမလားပေါ့ဒါကတော့ဒီဘိုင်းကရော်ဒိုအတွက်ကျွန်တော်တွေးစရာရှိတယ် Fernandez တော့မှာဆိုလို့ရှိရင် Fernandez ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့အဖြစ်တစ်ခုကိုရှင်းလင်းထုတ်လိုက်တဲ့အခါမှာတော့ဒီပွဲမှာ Fernandez ကပို့ပြီးတော့အာယုံထုဆိုင်မှုအပြည့်နဲ့ကစားနိုင်မှာပေါ့ကျွန်တော်ဒီအရာလေးတွေတော့ကျွန်တော်ပေါ့နော်ပြောချင်ပါတယ်ဒါနောက်ထပ်ထပ်ပြီးပြောမယ်ဆိုလို့ရှိရင်လည်းပေါ်တူဂီယားပေါ့နော်ကဂျာမနီဆိုတာနဲ့ရှုံးပြီဆိုတဲ့အရာတွေကလည်းရှိတာပေါ့အဲ့တော့ဒီအရာလေးတွေကိုတော့ကျွန်တော်ဒီပွဲမှာထည့်ပြီးတော့တွေးရမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီပေါ်တူဂီယားတော့ဒီ play by တော့ကောင်းတယ်ပဲပြောရမှာပဲဒါ ါပေမဲ့ပြိုင်ဘက်ကိုအခွင့်အရေးပေးတတ်တဲ့အသင်းမျိုးတွေမှလည်းပါတယ်ကျွန်တော်ပြီးွားခဲ့တဲ့ဒိမတ်နဲ့ပွဲတွေမှာဆိုအရန်တည်တာတယ်ဒီချက်တွေတွေ့ရတယ်ဘရက်ဆိုတော့သူကိုယ်တိုင်လည်းအခွင့်အရေးတွေရတယ်ပြိုင်ဘက်ကိုလည်းအခွင့်အရေးတွေပေးတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ပြီးခဲ့တဲ့ပွဲတုန်းကထပ်ပေါ့ ပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်မှသာတို့ဂျာမနီကိုတို့နိုင်မယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှင်တော့ကိုရလက်ခံမနဲ့ပဲလေးသွားခြင်းနဲ့ပြပြပေးပါဦး။ဒီဂျာမနီတင်းကတော့ဒီ Nation League ဆိုဘလားတော့တို့မရဘူးသေးဘူးပေါ့နော်။ဟုတ်ကဲ့။အခုဒီနေ့ကလည်းဘယ်လိုပြောရမလဲဒီဘောလုံးတင်းတော်မများတော့ပထမဆုံးဆိုတဲ့အချိန်မျိုးတွေကြုံနေရတဲ့အချိန်မှာဆိုတော့ဒီဂျာမနီတင်းနေနဲ့ Nation League ဆိုဘလားကိုရဖို့အတွက်ကတော့ ဒီ semi final အဆင့်ကိုကျော်ဖြတ်နိုင်မှာပဲရမှာပေါ့နော်။ဒါပေမဲ့ဒီပွဲစဉ်မှာတော့ဒီဂျာမနီနဲ့ပိုတူဂီအသင်းကိုဒီနှစ်ကိုကုန်းပြီဆိုရလဲနဲ့အနိုင်ရရှိပါမယ်လို့ခန့်မှန်းလိုက်ပါတယ်။ဟုတ်ကဲ့ပါဒါဒီပွဲစဉ်မှာတော့ကျွန်တော်နဲ့ကိုရင်းနှီးထုံးနဲ့ဒါကွေလပြားချမ်းသာမှုတွေရှိသွားရပဲပြောရမှာပဲ။ကျွန်တော်ကတော့ဒီပေါ်တော့ဘောလုံးပွဲကိုဂျာမနီတက်မလားပိုတူဂီတက်မလားတွေးလို့အခါမှာပေါ့နော်။ပိုတူဂီတက်လို့ရှိရင် final ကပိုင်းမြန်ကြွမလားပေါ့နော်။ကျွန်တော်ဒီလိုလေးတွေးမိတယ်။နောက်တစ်ခုကကျတော့ဂျာမနီနဲ့တွေ့တိုင်းရှုံးနေတယ်ဆိုတဲ့အချက်ပေါ့။ဒါကိုလည်းသူတို့ပေါ့နော်ပြန်လာခြင်းစိတ်တွေရှိနေမယ်လို့ထင်တယ်။ပြီးတော့လက်ရှိဂျာမနီအစုဖွဲ့ကိုလည်းအမှန်တမ်းပြောရရင်တော့ကျွန်တော်တိတ်တော့လဲအမရလည်းရှိတယ်။ဒီလိုပြောလို့ပိုတူဂီလည်း ဘာကောင်းလဲဆိုလို့ရှိရင်တော့ဒီလိုပါပဲတိတ်တော့မထူးကြပါဘူး။ဒါပေမဲ့အချင်းလေးတွေအရဆိုလို့ရှိရင်တော့ကျွန်တော်ကဒီပွဲစဉ်ပေါ်တော့ပေါ်ရဂီကိုရွေးစင်တယ်။ပေါ်ရဂီနိုင်မယ်။တကူကူမရှိနဲ့နိုင်ပြီးတော့ဒါဘလိုပွဲကိုတက်သွားမယ်လို့ကျွန်တော်ကခံမှတ်လိုက်ပါတယ်။ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုညီတော်ပြောရတာကတော့ဒါဂျာမနီနဲ့ပေါ်ရဂီပွဲစဉ်ဖြစ်ပါတယ်။ကိုယ်ရင်းထုံးကတော့ဂျာမနီအနိုင်ရွေးပါတယ်။ကျွန်တော်ကတော့ပေါ်ရဂီအနိုင်ရွေးပါတယ်။တကယ်လို့ဒီမှာဘာတွေဖြစ်လာမလဲစသီးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာအစီအစဉ်ကောင်းတွေမှာ ပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါသေးတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။